တီးတယ်တီးတယ်တော်တော်ကိုနာမည်ကြီးလာတဲ့အထီးကိုတော်တော်တီးတာနာမည်ကြီးလာတဲ့သူကအကျော်မာတယ်ပေါ့ဗျာပြောဟာဒီမြင်မြင်ကျွန်တော်မြန်မာတင်းတယ်တော့အကျော်မာတယ်သူကကျွန်တော်တို့ကတော့ဖြည့်ရှင်းရတော့သုသူလည်းပြောတော့တယ်သုသူအရုပ်လူကြားနေတယ်အဲ့လိုမတွေ့နဲ့အဲ့လိုမလုပ်နဲ့ပြုံးသက်ချက်ပြုံးတာအဲ့လိုအကုန်လုံးလူလူချင်းလေးစားစားဆန်သူကမိရတယ်ပြုံးသားပါတယ်ဒါပေမဲ့တမီးကမပြုံးတာမျက်နှာရမပြုံးတာနေမှာတဲ့ တမီးတို့ငငယ်တဲ့အဲ့လိုပေါ့နော်သူတို့ကသူရုပ်ဖေးနဲ့အတူနေရတယ်ဆိုတော့တတ်ထဲမှာနေရတာကြာတော့မျက်နှာကျောကအလူဖြစ်သွားတာနေမှာတဲ့တမီးရဲ့ကြောင်းပါလဲနာမည်ကြီးတဲ့ချောတာနာမည်ကြီးတော့အဲ့လိုကြောက်ကြတဲ့ဝိုင်းပို့လို့ရှိရင်မျက်နှာစုပုတ်နာပဲတဲ့အဲ့ဒါအချင်းပါနေရနေမှာဆိုပြီးတော့ရှင်းပြပါတယ်ဦးအသက်ကြီးတဲ့ခါကျတော့အရန်စပူဖြစ်သွားတယ်အဲ့အဲ့လိုတော့တော်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 ပြောရတာတော်တော်ပြောရတာဆိုတော့ အဲ့တော့အမှုအမှုရဲ့သမားအားလုံးကကျွန်တော်တို့ရဲ့ဟိုမုံတော်မတွေလိုပဲတကယ်ဦးလေးဆိုလဲဦးလေးဆိုတကယ်ဦးလေးလိုပဲအတော်ဆိုလဲတကယ်အတော်လိုအမဆိုတကယ်အမလိုပဲအဲ့လိုပေါ့ဒီညီညီမတွေဆိုလို့ရှိရင်လဲတကယ်ညီညီမဒီလိုဟိုအရင်းတွေလိုသဘောထားပြီးတော့ကျွန်တော်တို့ကစိတ်ထဲမှာရှိတာစိတ်ထဲမှာရှိတော့သူတို့ဘလို့ပဲဘာပဲဖြစ်နေဖြစ်နေကျွန်တော်တို့ကစိတ်ထဲမှာဝင်ခံစားပြီးတယ်ဝင်ပူပန်ပြီးတယ်ဝင်ပျော်ပြီးတယ်ပေါ့နော်ဝင်ပြီးတော့ဝင်ရံပြီးတယ်ပေါ့ဒါကျွန်တော်တို့ရဲ့ခံယူချက်ပါဟုတ်တယ်ကွာ ဟိုကျွန်တော်တို့ပွဲတစ်ခုသွားမယ်အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကအဲ့လိုအများအမ်းဖုံးဆက်ပြတယ်ဖုံးဆက်ပြတယ်တမုတ်တောက်ဆက်တော့လုပ်ဖြစ်တယ်အဝတ်စားဆိုလည်းညှိလုပ်ဖြစ်တယ်အလုပ်ဆိုလည်းညှိလုပ်ဖြစ်တယ်ပေါ့နော်ဟုတ်အခုဆိုလည်းကျွန်တော်မနေ့ကအစည်းအဝေးရှိရယ်ညနေစီယုံမှာအစည်းအဝေးကနေပြီးတော့မှဒီယိုတန်းလာကြတယ်မဆင်းနေဖေးသားလား အဲ့ပြီးတော့စူးစူးလေးလာမှာပေါ့အဲ့အဲ့လိုမျိုးပေါ့အဲ့လိုတိုင်ပင်ထားပြီးတော့မှအိမ် မပြောင်းတော့ဘဲနဲ့ပေါ့ဟိုကနေဒီတိုင်ပြီးတော့ခဏလေးအိမ်မှာအနားယူပြီးတော့တနေ့အလုပ်တွေကိစ္စတွေလုပ်ပြီးတော့မှဒီထွက်လာကြတယ်ပေါ့အဲ့လိုမျိုးတွေပေါ့တိုင်ပင်ပြီးတော့လာကြတာပေါ့အဲသူတို့တွေကတကယ်ချစ်ဖို့ကောင်းတဲ့အမနဲ့ညီမပေါ့နော်စူးစူးဆိုလို့ရှိရင်လည်းအဲကျွန်တော်ပေါ်မှာ respect လေးရှိသလိုတန်ဖိုးလေးထားတယ်သူကဟိုတအားလေးယူသေးတယ်စူးစူးဆိုလို့ရှိရင်လေအဲဘလောက်ထိကျွန်တော်လည်းသူဟိုချစ်ချောက်ယူသေးလဲဆိုရင်အဲတခါတလေအဒီဂျီတို့ဘာတို့ အဲသူ့ဆုံးမလို့မြရတဲ့အခါမျိုးကျွန်တော်လှမ်းတယ်လို့ရှိရင်ကျွန်တော်သူ့ဆုံးမလို့ချင်းကျွန်တော်တကောက်တအားနားထောင်တယ်အဲကျွန်တော်ဘာသာကပြောနေသူကငိုနေမြည်ကြီးကြတယ်အဲ့လိုမျိုးပေါ့ကျွန်တော်ချစ်ချောက်ယူသည်ပေါ့နော်ကျွန်တော်လေးစားလည်းပါပါအဲအကြောင်းသူကအဲကျွန်တော်ချစ်ရတဲ့ညီမတွေမှလည်းပါတယ် အဲတငယ်ချင်းလိုလည်းပေါင်းလို့ရတယ်ညီမတယောက်လိုလည်းအားကိုးလို့ရတယ်တီဗီကျွန်တော်အားကြတာလေသူပိန်ဝန်တော့ဒီဟာနုလို့ငါပိန်နေတယ်သူတို့တော့အဲ့ဒီလဲပို့ပေးတာပေါ့နော်အဲအဲ့လိုပြောပြောအဲ့လိုပြောပြောလို့ရပါတယ်ကျွန်တော်ကြတော့စစို့သူမင်းလေးမဖြစ်ခင်เนี่ยသူအဖိုးလေးဘွားလေးချိန်မှာအန်တီကြီးရဲ့အဖေမေချိန်မှာစစို့ပုံကျွန်တော်တွေ့ဘူးတယ်ကျွန်တော်တို့အဲ့တော့86 89လားမသိဘူးအဲ့နှစ်ကပေါ့1986တခုအဲစစ်တဲ့မတိုင်ခင်ပေါ့အဲ့ခင်မှာကျွန်တော် black and white ခေတ်ပေါ့ကျွန်တော်တို့ရွှေ့ရှင်သွားရကြတာ main room မြို့မှာသွားရတာသွားရတော့ အဲ့မင်းတို့မျိုးကန်ကအဲ့ NDG ရဲ့အဖေနဲ့အမေကအဲ့အဲ့အဲ့မှာတို့ကအဲ့အထုပ်ကြီးမူလားမသိဘူးအဲ့ရက်ကွက်လူအထုပ်ကြီးပေါ့နော်အဲ့လူကြီးဆိုတော့အဲ့တို့ကကျွန်တော်တို့ဟိုကျွန်တော်တို့အဲ့တင်းဒီမတ်တင်းဒီလာဝင်းရဲ့ဒေါ်ဆူစင်ထိုက်ရဲ့ကျွန်တော်ရဲ့ပေါ့အဲ့ချီရဲ့ချီရဲ့ဂျုံတို့မစုံတို့ဆိုတဲ့ black and white ကားလေးတွဲတာအဲ့အဲ့မျိုးမှာပဲတဲပြီးတော့ပေါ့နော်အဲ့ပုံကြောင်းကြီးမှာတဲရတာတဲချနောင်ကြီးထောင်ပြီးအိတ်ကြရတာပေါ့ညဆိုလည်းမီးမလာပါမလားအဲ့တဝဲမှာလားတဝဲမဟုတ်ဘူးတဝဲမဟုတ်အဲ့တော့မင်းတို့ဆိုတော့တည့်ရမင်းတို့ အဲ့တော့စုစုတို့တဝယ်မှာပဲရှိသေးတယ်အကေဦးစုမြတ်တဝယ်မှာတာဝန်ကျရတယ်ကြာတော့အဲ့တော့သူတို့အယ်ဘမ်သူတို့အိမ်ရောက်တော့သမင်းခုနဲ့ချိန်မှာအယ်ဘမ်ကြည့်တော့စုစုပုံတွေ့လိုက်တာသမင်းအရှိနေပေါ့နော်စကတ်ကလေးတော်တော်လာတာပဲအဲ့တော့ကလည်းအဲ့လိုပုံစံမျိုးတွေကကျွန်တော်လည်းတိုက်တဲ့အချိန်ပေါ့သဘောတရားပြပြတာအဲ့လိုကိဒီခစ်စားတဲ့အချိန်မှာဆိုရင်အရှိကြီးတားခစ်စားတယ်ဗျာအဲ့လို natural တွေ natural မြခုံးတွေအဲ့တဘာဝအဲ့ဒီခစ်စားတဲ့ခါကျတော့မင်းမလုပ်ခဲ့မလားလို့ပြောတော့အဲ့ ခွာတော့ပြစ်ဆက်ပြီးပါတယ်ဒါသူတို့ကတည့်ချောင်းမှနေတာတဲ့သူတို့မိသားစုကြသူသမီးရဲ့ညီးတွေပေါ့နော်အာညီးတွေအဲ့ဒီတော့အန်တီမာလာဒီစူပိတ္တဇန်တို့အမေကအဲ့ဒီတော့အပြူကြီးပဲရှိသေးတယ်အဲ့ဒီတော့ចောင်းဆရာမှအဲ့ဒီတော့ကျွန်တော်နဲ့စတဲ့တော့ဒါចောင်းဆရာမှလုပ်တယ်ပြင်းလို့မြို့မှာအဲ့တော့အပြူကြီးအဲအပြူကြီးဆိုတာအသက်တောင်သိမှုကြီးသေးပါငယ်သေးတဲ့အန်တီမာလာလဲအဲ့လိုသူတို့အကုန်လုံးချောနေကြတာအန်တီမာလာလဲချောနေကြအဲ့ဒီရွယ်ကလေသူတို့ကဖွားတွေကလဲချောနေတာတိလား ဲ့လိုထော်လမမချောချောကြီးလေမိုးမိုးအဲ့ရင်ကအဲ့လိုအဲ့လိုပဲဗျအခုသူရစူးဦးလေးဦးလေးတော်တာပေါ့သူတို့အဖေဘက်ကသူတို့အဖေဘက်ကသူတို့ဦးလေးတော်ဝန်းခွဲပေါ့အဲ့တော့အဲ့မှာတွေ့ခဲ့ပြီးတော့မိမိပြပြပေါ့နော်အဲ့လိုစိတ်ထဲမှာတော့အဆုံးမဲ့သူသားမိမိလုံးကောင်းမယ်ပေါ့အဲ့မိမိဟိုမင်းသားငယ်လေးတွေခေတ်စားတော့ကျွန်တော်တို့အရွယ်တွေခေတ်စားခါတော့မိမိငယ်တွေလည်းအဲဟိုပေါ့ပေါ့ဒီဂျင်းဆန္နာရှိရပေါ့နော်အကြမုန်းလေရှိကြီးပဲဆိုတော့နောက်အေဒီအရင်ပြီးတော့အဲ့အေဒီ89 အဲ့လောက်မှစုစုတော့ရံကုန်ပြောင်းလာတာပြောင်းတော့ကုချူကြီးပါခေါ်လာတာအေကိုခေါ်လာတော့အာသူမသူစားအရင်တော့တွေ့ဘူးလေလို့ပြောတယ်အဲ့တော့ကျွန်တော်ကားကြီးတွေခေါ်သွားပြီးတော့လေ့လာခိုင်းတာပေါ့နော်ကားကြီးဆိုလေ့လာခိုင်းတဲ့အဲလာသမားကားတွေအကုန်ရိုက်ခိုင်းတယ်ဟိုဟိုကိုကိုရဲကလည်းအဲ့တော့ကိုရဲနဲ့ကိုရဲနဲ့စားရိုက်ဖြစ်တာစုစုကလေစုံရကန္နရဝရီဆိုတဲ့ဇလန်တို့လေးစားရိုက်ဖြစ်တာအဲ့တော့စုစုကတော့မှတိုင်ပင်ပါသေးအခုတဲ့ကိုနေမှာရဲချင်တာရဲလိုက်ရမလားသူ့အတင်းပေါ်နေရဲလိုက်ပါသူ့ရိုက်လိုက်ပါသူမသူစားရိုက်ပါ ဲ့တော့ကျွန်တော်တို့ဆူဆူအဲ့တုန်းကဟိုပြက်စိန်နေပါလေဟိုဆွဲထည့်ပြီးရိုက်ရိုက်ခိုင်းပြီးတော့ဗျာဟိုဟိုဆရာဟိုကျွန်တော်ကုထင်လင်းတို့ကိုစင်အောင်တို့နော်ဟိုဦးအောင်ထွန်းနိုင်တို့ဦးအောင်ထွန်းနေသွားလေအဲ့ပြက်စိန်တကယ်ဌာနဆိုင်ပြက်စိန်နေထုတ်တာအဲဟိုပါလေဟိုတောင်းမြပြက်ကလေးတို့ပါမဆူဆူကအဲ့တော့တောင်းမြပြက်ကလေးမှာတောင်းမြပြက်ကလေးဆိုတာ12လောက်တရွက်ကိုတလနဲ့12ရွက်ထုတ်တာဗျာတကယ်ချောတဲ့လူကြီးပဲထုတ်တာ အဲ့တော့ချိုးဆူဆူကလည်းအဲ့စင်းနေကိုပါတော့တယ်ကျွန်တော်ကအဲ့ဆူဆူပါရိုက်ရိုက်ပြရမယ်ဘာညာဟာရိုက်ပြပါဗျာဥဥကခုနကပြဥအဲ့လိုပေါ့အဲ့လိုဟာမျိုးဒီမှာရိုက်မှလည်းပြက်ကတိဒီမှာပါမှဟိုဟိုမဂ္ဂဇင်းဒီမှာပါမှပေါက်တာလေမျက်နှာပိုးဒီမှာပါမှပေါက်တာဆိုတော့အဲ့လိုပဲအဲဥကခုနတိုင်းပြက်ကတိမှာဆိုသူကအဲ့လိုကဆိုလို့ချင်းသူကစဝင်လာတာဆိုတော့အဲသူကထိတ်ဆုံးကြမှာမပါဘူး လေးလမြောက်မှာပါဧပြီလမှာသူ့မျက်နှာလေးကပါလာတီးတယ်တီးတယ်တော်တော်ကိုနာမည်ကြီးလာတဲ့အထီးကိုတော်တော်တီးတာနာမည်ကြီးလာတဲ့သူကအကျော်မာတယ်ပေါ့ဗျာပြောဟာဒီမြင်မြင်ကျွန်တော်မထားတင်းတယ်တော့အကျော်မာတယ်သူကကျွန်တော်တို့ကတော့ဖြည့်ရှင်းရတော့သူသူလည်းပြောတော့တယ်သူသူငါတို့အလုပ်ကြားနေတယ်အဲ့လိုမလုပ်နဲ့အဲ့လိုမလုပ်နဲ့ပြုံးသက်ချက်ပြုံးတာအဲ့တော့အကုန်လုံးလူလူချင်းလေးစားစားဆန်သူကမိရတယ်ပြုံးသားပါတယ်ဒါပေမဲ့တမီးကမပြုံးတာမျက်နှာရမပြုံးတာနေမှာတဲ့ တမီးတို့ငငယ်တဲ့အဲ့လိုပေါ့နော်သူတို့ကသူလူဖင်နဲ့အတူနေရတယ်ဆိုတော့တတ်ထဲမှနေရတာကြာတော့မျက်နှာကျောကအလူဖြစ်သွားတာနေမှာတဲ့တမီးရဲ့အကြောင်းပါလဲနာမည်ကြီးတဲ့ချောတာနာမည်ကြီးဆိုတော့အဲ့လိုကြောက်ကြတဲ့ဝိုင်းပုလို့ရှိရင်မျက်နှာစုပုံလာပဲတဲ့အဲ့ဒါအချင်းပါနေရနေမှာဆိုပြီးတော့ရှင်းပြပါတယ်ဥအသက်ကြီးတဲ့ခါကျတော့အရန်စပူဖြစ်သွားတယ်အဲ့ဒီတော့တော်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 ပြောရတာတော်တော်ပြောရတာဆိုတော့ဝါရီစင်တာပေါ့အဲ့ဒီတော့ကဘယ်သူထိတ်ဆုံးရလဲဆိုတော့ ခေဘဘလိုင်းတို့အဲခေဘဘလိုင်းတို့တော့ထိတ်ဆုံးစေုံဆိုင်မှာသူကသူမင်းတို့ကလေးလာပိုင်းညမှာသူ့ပုံလေးပါလာတာအဲနောက်နေ့တည်းကျတော့ထိတ်ဆုံးနေဖြစ်သွားတော့တာတကယ်မောင်မြတ်တာဒီကားလေးမပြန်စလွှင့်မလို့ကြားပါတယ်ဗျမောင်မြတ်တာလေးဒါဒီကားလေးကိုနည်းနည်းမြည်းစမ်းကြည့်ရင်လည်းမအားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်စိတ်ဝင်စားဖို့တိတ်ကောင်းပါတယ်ဗျကြည့်ကြည့်ပါဗျာ